ကလေးနှစ်ယောက်အမေစင်ကယ်မွန်းဘဝကနေတလားကိုတိန်းကိုဆဲချီရာချီရနေတဲ့အောင်မြင်နေတဲ့အမျိုးသမီးတယောက်ကြောင့်ဖြစ်ရမယ့်ဇလန်လေးတစ်ပုဒ်ကိုပြပြပေးပါမယ်မြမပြရပါအဲ့ဒီအမျိုးသမီးကတော့ညီနီကိုတိုင်းခီးသွိုင်းရင်းနဲ့မှအင်တာဗျူးလုပ်ခဲ့တာပေါ့နော်အဲ့ဒီမှာရဘဝစကြောင်းလေးကိုပြပြပေးချင်ပါတယ်ဒါဖြစ်လို့ပြပြရလဲဆိုလို့ရှိရင်အမျိုးသမီးတွေဆိုတာဘလို့နေထားမှာပဲဖြစ်ဖြစ်လုံနိုင်တယ် အနေထားတစ်ခုကိုငါလုံးပြနိုင်တယ်ဆိုတဲ့အဟာကိုသူ့ရဲ့ခက်ခဲပုံသူ့အလုပ်ကြိုးစားပုံသူဘယ်လိုတွေလုပ်ခဲ့ရတယ်ဆိုတာလေးကိုပြပြပေးစင်ပါတယ်ဒီပြိုလေးကိုစိတ်ဝင်စားရဆိုရင်ဆုံးအောင်လိုက်ကြည့်ပေးပါအောင်ရှင်။သူမရဲ့ဇလန်းအစာကားပေါ့နော်။သူမကလည်းတာမန်ကြီးွာလေးတစ်ခုမှပဲမွေးဖားခဲ့တာပါ။သူကမြမပြားပေါ့နော်။နာမည်ကတော့နည်းနည်းလွှဲပြောရမယ်။ဒီထက်မှမောက်ဝါလို့ပြောလိုက်မယ်နော်။အဲမောက်ဝါဆိုလို့ရှိရင်မြမပြားကကြီးွာလေးတရွာမှာပဲမွေးဖားခဲ့တယ်။သူမိဘကလည်းအရင်က လုံးဝကိုအဆင်မပြေတဲ့အထဲမှာပါတယ်သူအဲ့ဒါသူအဲ့လိုနဲ့ပေါ့နော်တမယိုးကြအိမ်အောင်တစ်ခုပြုတ်လိုက်တယ်ခလေးနှစ်ယောက်ရတဲ့အချိန်မှာယောက်ျားနဲ့ကွဲသွားတယ်ကွဲသွားတဲ့အချိန်မှာကျတော့သူပေါ့နော်ဒီလိုနေလို့မဖြစ်တော့ဘူးတာသမီတာဝန်လေးလည်းရှိတယ်ဆိုပြီးတော့သူနိုင်ငံသားကိုထွက်ဖို့လုပ်တယ်အဲ့နိုင်ငံသားထွက်တဲ့လုပ်တဲ့အချိန်မှာသူဘာမှကိုသူဘာမှမတက်ဘူးပေါ့နော်ပညာရေးချင်းဆိုလည်းနဲတယ်မိသားစုကလည်းမထောက်ပံ့နိုင်ဘူးခလေးနှစ်ယောက်ကလည်းရှိသေးတယ်အရန်ကိုဒုက္ခရောက်ခဲ့တယ်ပေါ့နော်မသူအလုံးရန်စူးစားတယ် သူအလုံရန်စူးစားတယ်ပေါ့နော်သူအလုံရန်စူးစားတဲ့ချိန်မှာဘလို့တောင်းခက်ခဲလဲဆိုလို့ရှိရင်တဲ့သူ့ဘဝမှာပေါ့နော်သူများတွေယောက်ျားတွေနဲ့တန်းတူတန်းရင်မောင်းတန်းပြီးအလုံလုံရတယ်ပေါ့ဟိုသူရွှေသွားတဲ့နိုင်ငံထိုင်းနိုင်ငံပေါ့နော်သူထိုင်းမှာအခုချိန်ဒီကလုံနေတဲ့လုပ်ငန်းကကြတော့ဖြီးသွားလုပ်ငန်းပေါ့နော်မြမပြင်းကနေထိုင်းကိုတက်လာပြီးတော့စေကုကျင်းတဲ့လူတွေကိုစကပြန်လုပ်ပေးတယ်အဲ့ဒီစေယုံမှာစောင့်ဝဲလူမရှိလို့ရှင့်လဲသူကိုယ်တိုင်ညအိတ်ဆောင်ပေးတယ် ဲ့လိုမျိုးထိလုပ်ပေးရတာပြော၄စိတ်ကိုသွားလို့ရှိရင်လည်းပေါ့နော်၄စိတ်မှာအဲ့ဒီသူတာဝန်ယူထားတဲ့လူတွေကိုသွားချုပ်ပေးတယ်သူကိုယ်တိုင်ကားမောင်းပြီးတော့ဆိုင်ကယ်မောင်းပြီးတော့ခက်ခက်ခက်လုပ်တယ်ပတ်စံဆိုလို့ရှိရင်လည်းဘက်ကို30 50 100ရာကစပေါ့နော်သူစပြီးတော့အလုပ်လုပ်တယ်ပေါ့နော်အဲ့လောက်ငွေနည်းနည်းလေးနဲ့လည်းအလုပ်လုပ်တယ်ပေါ့သူဘာလို့ဒီလိုဘဝရောက်ရှိလာလဲဆိုလို့ရှိရင်တဲ့သူကအလုံရန်စူးစမ်းတယ်ပြီးတော့စိတ်ကိုမှန်မှန်ထားတယ်ပြီးလို့ရှိရင် ူနဲ့အရှိမစီနီယာ level ရှိတဲ့အမတွေပေါ့နော်အကိုတွေကဆိုလို့ရှိရင်သူ့ကိုလက်တွဲခေါ်ကြတယ်ဘာဖြစ်လို့လဲဆိုတော့ तू ကဖောက်လဲဖောက်ပြန်မလုပ်ဘူးပေါ့နော်တခြားယောက်ျားတွေနဲ့လည်းအဲ့လို easily မလုပ်တဲ့အတွက်ကြောင့်မလို့အဲ့လိုအမတွေကလည်းသူ့ကိုလက်တွဲပြီးခေါ်ကြတယ်တဲ့အဲ့ဒါ तू ကစကြံပေါ့နော် तू ဆိုလို့ရှိရင်နောက်ပိုင်းဘယ်လောက်ထိတောင်လုပ်ပေးနိုင်လဲဆိုလို့ရှိရင်သူ့မိဘကို तू ရဲ့ကြွေးထားတာသူတာသမီးတွေဆိုလည်းအလျံပဲပေါ့နော် AY တွေဆိုလည်း तू အများကြီးဝယ်ထားတယ်အခုချိန်မှလည်းပေါ့နော်နာမည်တွေတော့မပြောတော့ဘူးအောင်မြင်နေတဲ့တခဲကိုပေါ့နော် ဟိုဆရာသမားတွေနဲ့လက်တွဲပြီးတော့ကိုသူအလုပ်လုပ်နေတာပေါ့နော်ပြီးလို့ရှိရင်သူ့ရဲ့ညီမလေးကိုဆိုလို့ရှိရင်လည်းចောင်းထားပေးနိုင်တယ်ပေါ့နော်အရင်တော့ဆိုလို့ရှိရင်တဲ့သူငယ်ကနေထိုင်းကိုတက်ခါစသူရွာကနေပေါ့နော်ထိုင်းမရောက်ခင်မှာဆိုလို့ရှိရင်ယောက်ျားလေးစီက balance swing ကြီးတည်ရမလားအရှိမလေးဒီလိုတန်းကြီးနဲ့လေအဲ့လို balance swing ကြီးတွေပဲစီးရတာပေါ့နော်ကျွန်တော်ဘာမှမလုပ်တတ်ဘူးပေါ့နော်ထိုင်းရောက်မှစူးစမ်းတင်ယူတယ် လုပ်ကိုစူးစမ်းလုပ်တယ်စိတ်ထားမှန်မှန်ထားတယ်အဲ့ဒါနဲ့ကြောင့်ပဲဒီလိုအခြေအနေမျိုးရောက်ရှိလာရဲပေါ့နော်အခုချိန်မှာတော့ဟိုဝါကပါအေးဆေးဖြစ်နေပြီတိန်းဟိုတလားဟိုဆဲချီရာချီရှာနိုင်တဲ့အမျိုးသမီးတယောက်ဖြစ်နေပြီဒီနေ့ဟိုတနေ့ရမှာခီးသွိုင်းနဲ့ဆောင်လို့သူ့ဘဝစကြောင်းလေးကိုသူပြောပြလို့ပေါ့နော်သူအရင်ခက်ခဲခဲ့ရတာပေါ့နော်စဉ်းစားကြည့်ပါနော်ကလေးနှစ်ယောက်အမေဘွားကနေဒီလိုဘွားမျိုးရောက်လာဖို့ဆိုတာကအရန်ကြီးကိုစူးစမ်းရတာပါထင်းတလောက်မလွယ်ပါဘူး ဒါကြောင့်မလို့အမျိုးသမီးတွေကိုပြောချင်တာကဘလို့အခြေအနေမျိုးပါပဲဖြစ်ဖြစ်လုံနိုင်မဲမထင်ဘူးကြောက်တယ်တွေလက်မလျှော့ပါနဲ့လုံနိုင်ပါတယ်အရှိမလုံနေတဲ့လူတွေလည်းအများကြီးပါကို့အလုပ်ကိုကို့လုံနေတဲ့လူတွေကပဲသူများဟိုဝေဖန်ခြင်းသူများသတင်းတွေသူများအသေးနေပြောနေခြင်းမရှိပါဘူးကို့အလုပ်ကိုစူးစမ်းနေကြတာပါဒါကြောင့်မလို့ငါမလုံနိုင်ဘူးဒီယောက်ျားနဲ့ဒီလူအကိုပေါ်နှိမ့်ဆက်တယ်ဒီလူအကိုပေါ်မန်တယ်ရောဖန်နေရှယ်ရော ဖီစကယ်ရောဘာမှကိုကို support မရှိဘူးဆိုလို့ရှိရင်ထားခဲ့ပါဒီအိမ်တော်ကြီးကဘာမှမဖြစ်ပါဘူးကိုကွားကိုတီးဆောက်လို့ရပါတယ်နောက်တစ်ခုပြောချင်တာလူငယ်တွေအနေနဲ့ပေါ့နော်ဘာမှမပြင်းစင်ရသေးပဲနဲ့ကိုကွားကိုအနမုန်းခံပြီးတော့အိမ်တော်မပြူပါနဲ့ကိုကွားကိုကိုချရောင်းနဲ့ကိုကိုဟန်နဲ့ကိုကိုပိုင်ဝင်ဝင်ရှိပြီးဆိုမှအမျိုးသမီးလည်းအိမ်တော်ပြူပါပြီးတော့လည်း ခက်ခဲတာတွေကိုမကြက်ပါနဲ့ပေါ့နော်အရှင်ကပြောထားတဲ့အမဇလန်းလေးဆိုလို့ရှိရင်လေအခုတကယ်ကိုမျက်စိရှိမှလည်းအဲ့ဒီအမအောင်မြင်တာတွေလောက်နိုင်တာတွေယောက်ျားတွေနဲ့တန်းတူအလုပ်ကြိုးစားတာတွေကြည့်ပြီးအရန်ကိုအားဖြစ်ရတယ်ပေါ့နော်သူ့ရဲ့ personal life ရသူ့ရဲ့နာမည်ကိုမပြောပြတာပေါ့နော်သူတကယ်ကိုအောင်မြင်တဲ့လူတွေနဲ့လက်တွဲလုပ်နေတဲ့စာတွေဆိုလို့နေနေကြည့်ခဲ့ရတယ်ပေါ့နော်တကယ်ကိုအောင်မြင်သူကလုံးဝကိုအဲ့လိုကိုစစ်ဆက်သေးကြအောင်လုပ်တဲ့သူပါ ဒါကြောင့်မလို့ကိုကတခုခုလောက်တော့မယ်ဆိုလို့ရှိရင်ကိုနဲ့မယ်ကိုဘရန် ကိုတိချတိဆောက်ပါကြောက်စရာမလိုပါဘူးလက်တွဲခေါ်မဲ့လူတွေရှိပါတယ်ဒါကြောင့်မလို့အမျိုးသမီးတွေပြောကျင်တာကဘလို့အချိန်မျိုးမှမစိုးလုံနိုင်နဲ့စူးစမ်းနိုင်နဲ့ဆိုတဲ့စိတ်ကိုတွေးပါဘယ်တော့မှလက်မလျှော့ပါနဲ့ဒီဖြိုလေးကလူချင်းမင်းတို့အတွက်အကျိုးတစ်စုံတည်းရရှိမယ်ဒီအမရဲ့ story လေးကိုနားထောင်ပြီးတော့ အားကြလိုက်တာလိုက်လှုပ်ချင်တယ်လို့ဖြစ်လာလို့ရှိရင်အစားကနေတင်ယူပါလေးလာပါဘယ်လမ်းချောင်းကိုသွားမယ်ဆိုတာကိုယ့်အနေကိုပလန်ချပါသွားပါဘာမှမကြောက်ပါနဲ့ပေါ့နော်ခုခေတ်ကြီးမှာအရင်တော့အလောက်တောင်မခက်ခဲတော့ဘူးလို့ပြောလို့ရတယ်လှုပ်ရှားရှိတာကိုမသိတာအကုန်လုံး AI ကိုမေးလို့ရတယ် AI ကိုမေးပြီးလှုပ်လို့ရတယ်ပေါ့နော်ဒါကြောင့်မလို့နီမီကတော့အမျိုးသမီးတွေကို DPO လေးရနေပြီးတော့အပိစကားပြောချင်ပါတယ်အလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးတွေမှာလည်းဘလို story လေးတွေ ်ဘယ်အမျိုးသမီးចောင်းလေးတွေပြပြပေးမယ်ဆိုတာကိုစိတ်ဝင်စားနဲ့နားဆင်ပြပါအောင်အလုံးကျေးဇူးတင်ပါတယ်ရှင်ဒီလိုလေးဟာလူချင်းမျိုးတို့ရဲ့အကျိုးတဆုံတရားရှိရဆိုရင် new channel လေးကို like and subscribe comment share လေးလုပ်ခဲ့ပြီးတော့တောင်းဆိုကြပါတယ်အလုံးကျေးဇူးတင်ပါတယ်ရှင်